အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အလဲငယ်တက်တီခန့်ချင်ပါတယ်မတက်တီခန့်ချင်လဲဆိုတော့ကျွန်တော်မနေ့ညပေါ့နော်မနေ့ညတော့ကသမင်းစားပြီးတော့အာကျွန်တော်ပိုက်ကမိမတာပေါ့နော်ပိုက်အောင်တလို့ဖြစ်တာပေါ့နော်ဒါပေမဲ့အစတုန်းမှာသမင်းစားတာတော့၈နာရီလောက်သမင်းစားတာပေါ့နော်ဆက်ဆက်ချင်းမာတော့အဲ့လောက်ကြီးပိုက်ကမအောင်သေးဘူးသူကနည်းနည်းလေးပေါ့နော်နည်းနည်းလေးပိုက်ထဲမှာ အာတခုခုဖြစ်တယ်လို့ပေါ့အဲ့လိုခံစားရတယ်အဒီကနေအဒီကနေစပြီးတော့ဒီည7နာရီကျွန်တော်8ခါနေပေါ့နော်ကျွန်တော်အိမ်မဲ့ချိန်ကျတော့ဘာပြန်ဖြစ်လဲဆိုတော့8ခါနေကျတော့ဘာရပူပူပြီးတော့အောင်းလာတယ်ပေါ့နော်ဘာရအောင်းလာတယ်ကျွန်တော်အလုံးဝအိတ်လို့မရပေါ့နော်အဲ့ဒါကျွန်တော်ဘာလို့လဲဆိုတော့ဒီကောင်းကင်ပထနာပေါ့နော် ကောင်းကင်ပထနာကောင်းကင်ပထနာရှိတော်မူတော့ကျွန်တော်တို့အဖဆိုတဲ့ ဒီကျွန်တော်တို့ပထနာတော့ဆူတောင်းကိုဆူတောင်းတယ်ကျွန်တော်ရဲ့ byte ပေါ်မှာလက်တင်လဲပေါ့နော်ဆူတောင်းတယ်တခါကျွန်တော်ဆူတောင်းတယ်ဒီညတကောင်ချိန်မှာပေါ့နော်အဲ့ဒါနဲ့မပြောက်ဘူးအပြောက်ဘူးကျွန်တော်အဲ့ရပေါ်မှာလဲလိုက်မရဆက်ပြီးတော့နားတဲ့ခါကျတော့ကျွန်တော်ပြန်ထတယ်ပေါ့နော်ပြန်ထတယ်မနေ့3နိုင်လောက်မှာတစ်ချိန်ကျွန်တော်ပြန်ဆူတောင်းတယ်ဆူတောင်းတယ် ဆိုတောင်းပြီးတီအာဘိုက်ထဲမှာရှိတယ်မကောင်းတဲ့အရာရေရှုနာမယ့်မောင်းထုတ်ပါဆိုပြီးတော့ကျွန်တော်ဆိုတောင်းတယ်ပေါ့နော်ဆိုတော့ဘိုက်ထဲမှာတော့ तू ကလေခိုးနေတာပေါ့နော်ဘိုက်ထဲမှာဒီကျွန်တော်စားတဲ့အစားအစာတွေပေါ့နော်အဲ့ဒါတွေအစားမကြည့်တာအစားမကြည့်တာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်လေခိုးတဲ့ခါကျတော့တော်တော်လေးခရခက်တယ်ပေါ့နော်အရင်တော့လည်းကျွန်တော်ကဒီအဲ့လိုမျိုးဘိုက်အောင်ဘိုးတယ်ပေါ့နော်ဘိုက်အောင်ဘိုးတဲ့အချိန်မှာအာဒီလိုတနာရီလောက် ကြာတော့ရင်ပျောက်သွားတယ်ပေါ့နော်ပျောက်သွားတယ်ဆိုတာလည်းကျွန်တော်အဲ့လိုပဲဆုတောင်းတာပေါ့နော်ဆုတောင်းရင်တနာရီလောက်နဲ့ပျောက်သွားတာဖြစ်တယ်ဒါပေမဲ့ဒီမနေ့ညကျတော့အာညအိခါနေမှပို့ပြီးတော့ဘာရအောင်လာတယ်ပေါ့နော်အဲ့ဒါဘယ်ချိန်ထိထားဖြစ်လဲဆိုတော့မနေ့မိုးလင်းခါနေ့ထိပေါ့နော်ဘိုက်ကလုံးဝပေါ့နော်ဘိုက်အောင်တာမကြမကြဘူးမနေ့မိုးလင်းခါနေ့ထိအဲ့ဒါကျွန်တော်မနေ့မိုးလင်းခါနေ့6နိုင်မှတစ်ချိန်ကျွန်တော် ပြန်ပြီးတော့ဆူတောင်းတယ်အာဒီပထမလူတရားချိန်တော့ဆူတောင်းတဲ့အတိုင်းပဲပေါ့เนาะပထမတော့ရွက်တယ်ဆူတောင်းတယ်ဒီဘိုက်ထဲကမကောင်းတဲ့အရာတွေယေရှုနောက်နဲ့မောင်းထုတ်တယ်ပေါ့เนาะမိုက်နာစီတဲ့အရာတွေအာစာဒမနနောက်ဆက်ချင်းတွေဆိုပြီးကျွန်တော်ဆူတောင်းတယ်အဲ့ဒါကျွန်တော်ဒီမနေ့မိုးလင်းခါနေ့မှာကျွန်တော်အဲ့ဆူတောင်းတာနေ့ဆူတောင်းပြီးတော့ကျွန်တော်ကအာဘယ်လိုပြောမလဲယုံကြည်စိတ်ချဆိုတော့ကျွန်တော်အိတ်တယ်ပေါ့เนาะအဲ့တော့ အဲ့ဒါကျွန်တော်လည်းအိပ်ပျော်သွားတယ်ဆိုတော့အာယုံကြည်စိတ်ချက်ကျွန်တော်လည်းအိပ်တယ်ဆိုတာကအာပြီးတော့ပြောမလားကျွန်တော်စိတ်ထဲမှာစိတ်ချဖို့တခုရတော့တာပေါ့နော် အာငါပျောက်ကင်းမယ်ဆိုတဲ့ကျွန်တော်အိပ်တဲ့မိတ်ခင်ချိန်ထိတော့ဘာမှမပျောက်ဘူးဘိုက်နာတာမပျောက်ဘူးဒါပေမဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ပျောက်မယ်ဆိုပြီးတော့ဝန်ခံတယ်ပေါ့နော်အဲ့ဒါပြကျွန်တော်အိပ်တယ်အိပ်ပြီးမကြအိပ်ပြီးတော့ကျွန်တော်ပြန်လို့ရချိန်မှာပျောက်ကင်းပြီပေါ့နော်ပျောက်ကင်းပြီး ဆိုတော့လေပိုင်းလက်ထွက်တာပေါ့နော်ဆိုတော့ဒီဘိုက်ထဲမှာသူလေတွေခိုးနေတာပေါ့နော်လေခိုးနေတာဖြစ်တယ်ဆိုတော့ကျွန်တော်မနေ့ညတော့ဒီတံပေးရဘယ်လိုပြောမလဲမိခင်မှာတံပေးရပေါ့အဲလိမ်မော်ပေါ့နော်အဲအဲလိမ်မော်ကိုစားတာပေါ့နော်ဆိုတော့အဲ့ဒါလည်းပါလို့နေမှာပေါ့နော်လေတွေခိုးတာပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ကတိခါချင်းအကြောင်းရတော့ကျွန်တော်ဒီဘိုက်နာချင်းကနေဖယားကပြန်လည်ပြီးတော့အာ လို့ပြောမလဲပြန်လဲပြီးတော့တက်တာခွင့်ပေါ့နော်ပျောက်ကင်းခွင့်ပြန်ပေးတဲ့ဆိုရအကြောင်းတက်တေခံချင်းဖြစ်တယ်ဘာလို့ဆိုတော့ဘာဖြစ်လို့ဒါဒါလေးကိုမြတ်ဘာဖြစ်လို့တက်တေခံလဲတော့မင်းဆရာရှိလာပေါ့နော်ဆိုတော့ကျွန်တော်တညအလုံးခံစားရဖြစ်တယ်ပေါ့နော်ည7နာရီ7နာရီဖြစ်ဖြစ်ချင်းကတော့ဒီဒီသမင်းစားပြည့်တဲ့အချိန်မှာစားဖြစ်တာပေါ့ဒါပေမဲ့အဲ့ဒါကိုကြည့်တော့သူကမနာသေးဘူးအိတ်ခါနီးကြပါပေါ့နော်ည7နာရီလောက်ကြပါသူကတားနာတာနာပြီးတော့အိတ်လို့မရတော့ဘူးမနဲ့ မိုးလင်းခါလေးထိပေါ့နော်ကျွန်တော်မိတ်ခင်ထိအာပိုင်နာတာလုံးဝမပြောက်ဘူးပေါ့နော်ဆိုတော့ဒါဘုရားရှင်ကျေးဇူးတော်ဆက်ကြောင်းကျွန်တော်ကျမချင်းရတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ရုံဘုရားပေါ်မှာယုံကြည်တဲ့အရာပေါ့နော်ယုံကြည်တဲ့အတွက်ကြောင်းလဲဘုရားကကျွန်တော်ကိုကျမခွင့်ပေးတယ်ဆိုတာတက်တပန်းအာဟဲ့တေခန်းချင်းတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်ကျန်စစာထဲမှာဆိုရင်ကျန်စာထဲမှာဒီမာကတ်မှာကိုပေါ့နော်ရှင်မတ် အာရှမရှမကူပေါ့နော်ခရစ်ဝင်အခန်းကြီး9အငယ်23မှာအာဘာပြောရတယ်ဆိုတော့ရှမကူခရစ်ဝင်အခန်းကြီး9 23မှာဖျားတခင်ကလည်းတင်းဒီယုံကြည်နိုင်တော်တယ်တင်းဒီယုံကြည်နိုင်ရင်ခတ်သိမ်းတော်အမှုတို့ကိုတတ်နိုင်ဒီဟုမိန်တော်မူ၏တဲ့ဆိုတော့ ကျွန်တော်တို့ကဖះကိုယုံကြည်တယ်ဆိုရင်ဖះကမတတ်နိုင်တာမရှိဘူးပေါ့နော်ကျွန်တော်တို့ဖះပေါ်မှာယုံကြည်ဖို့ပဲလိုအပ်တာဖြစ်တယ်ဆိုတဲ့ကြောင့်ဒီနေ့အာဒီအတန်းငယ်များနဲ့အားလုံးခေတ္တခံချင်ပါတယ် God bless you all